တမန်တော်အယူဘ်အလိုင်စလမ်ကအလရှင်မြတ်ရဲ့ထံပါတော်မှာဒီလိုတူအားတောင်းခံခဲ့တယ်။အင်းနီမဆန်ယဒူရူဝအန်တအရဟမုရဟီမင်းအဒိဘေက အမန်စစ်စစ်ကျွန်တော်ဒုက္ခဝေဒနာကို ခံစားနေရပါတယ်။အသင်ရှင်မြတ်ကတဏှာကျင်လာတဲ့သူတွေထဲမှာတဏှာကျင်လာမှု အရှိဆုံးသောအရှင်ဖြစ်ပါတယ်။တမန်တော်အယူဘ်အလိုင်စလမ်မိမိရဲ့ဒွါထဲမှာအလစီကနေပြီးတော့ဘယ်အရာကိုမှ မတောင်းဆိုခဲ့ဘူး။ မိမိရဲ့ဒုက္ခဝေဒနာကိုအလအရှင်မြတ်ကိုသင်ပြခဲ့တဲ့ အလအရှင်မြတ်ရဲ့ဂုံအရေးချင်းတစ်ခုဖြစ်တဲ့တိတ်ကိုတဏှာကျင်နာတော်မူတဲ့အရှင်ဖြစ်ကြောင်းကိုအလအရှင်မြတ်ရဲ့ရှေ့တော်မောက်မှာဖွင့်ဟခဲ့တဲ့လိဇာတဲလူကြီးမိများခင်များတမန်တော်အယုပ်အလိဆလမ်ကတမန်တော်အိဗရာဟိမ်အလိဆလမ်ရဲ့အရင်ပွင့်ပေါ်ခဲ့တဲ့ဆိုပြီးတော့တချို့တွေကဆိုတဲ့တချို့တွေကတော့တမန်တော်အိဗရာဟိမ်အလိဆလမ်ရဲ့နောက်မှာပွင့်ပေါ်ခဲ့တဲ့ဆိုပြီးတော့ဆိုကြတယ် امن ام سور ماں تمدو ایوب علیہ سلام قبر صبیر تخو تک حضرت مولانا مفتی تکی عثمانی دامد پر کا تم سیاتی کا اری قبر کو یو خیرے اری نیا ماں چوتوں تخو لوم یا تخوشیر اری چھ یا کالے ایوب علیہ سلام چھ یا سوبیرو لور کا پیو جا رے لیتے میا کمیا အယုပ်အလိုက်စလာမရဲ့ဘဝကတချိန်မှာတုန်းကတိတ်ကိုပြီးပြေဆုံးနေဥစ္စာပစ္စည်းတွေကျွဲဝတဲ့လူတွေရဲ့ကြားထဲမှာတိတ်ကိုတန်ဖိုးရှိတဲ့စိတ်တိုးနွားစသဖြင့်အဲ့ဒီလိုတရိတ်ဆယ်နေအယုပ်အလိုက်စလာအများကြီးပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းတွေလည်းကျွဲဝတဲ့တဖတ်မှာအယုပ်အလိုက်စလာတကွာတရားကိုလက်ကင်ထားတဲ့အလရှင်မြတ်ရဲ့အမိကိုအမြဲတမ်းနာခံတဲ့ हजरत मौलाना मुफ्ती तकी उस्मानी दामद पर का गा अमेशी रे तैयब माँ बाप से लह सुरो शैतान ने फरिश्ता का अच्छे अच्छे जगह प्यो भेजा रे फरिश्ता का शैतान गो प्यो रे ओ शैतान अतें अमेरे दी जगह गो प्यो ने रे तम दो आदम अलई सलाम का ने सिंत दी तादमी रे गो गा लह माँ गो याओ औपू में अफ फका ने तुरो गो गा ताइ खाई में ဒါပေမဲ့အသင်အယုပ်ကိုကြီးလိုက်ပါအယုပ်အလိဆလမ်ကအလ္လာအရှင်မြတ်ရဲ့အမိန့်ကို အမြဲနာခံနေတပ်ဖက်မှာအလ္လာရဲ့အမိန့်ကိုနာခံတယ်လို့နောက်ထပ်တပ်ဖက်မှာဒုနယာလောကရဲ့စီးစိမ်တွေသူစီမှာအများကြီးရှိတယ်ဒါလောက်စီးစိမ်တွေအများကြီးရှိတာနောက်အလ္လာအရှင်မြတ်ရဲ့အမိန့်ကိုသူနည်းနည်းလေးမှမဖီဆန်ဘူးအဲ့ဒီခါမှာရှိုက်တန်ကပါပြောလဲဆိုတော့အတင်ကြည့်နေပါငါသူ့ရဲ့အပေါ်မှာ ငါရဲ့အရေးကိုလွှမ်းမိုးပေးလိုက်မယ်။အဲ့ဒီလွှမ်းမိုးပေးလိုက်တဲ့အချိန်မှာသူအလာအရှင်မြတ်ကိုဘယ်လိုမေ့သွားမလဲဆိုတာအလာရဲ့အမိတ်တွေကိုသူနာခံအောင်မလားဆိုတာအသင်ကြည့်လိုက်ပါ။အဲ့ဒီနောက်ပိုင်းမှာရှိုက်တန်ကအယုပ်အလိုင်စလမ်တို့ရဲ့အနီးနားမှာပဲနေကြတဲ့စဘလူမျိုးစုရဲ့စီကိုတွားခဲ့တဲ့သူတို့ကိုအယုပ်အလိုင်စလမ်ကို တိုက်ခိုက်ဖို့မြှောက်ပေးခဲ့တဲ့ ဒီစဘလူမျိုးစုကယုတ်တရကြီးအယုပ်အလိုင်ဆလမ်တို့ကိုဝင်ရောက်တိုက်ခိုက်တဲ့အယုပ်အလိုင်ဆလမ်ပိုင်ဆိုင်တဲ့တရိတ်ဆန်တွေအားလုံးကိုလူယူသွားကြတဲ့နောက်ထပ်တစ်ဖက်မှာဘာဖြစ်လဲဆိုတော့တိတ်ကိုကြီးတဲ့မုံတိုင်းကြီးတစ်ခုရောက်လာတဲ့အဲ့ဒီမုံတိုင်းကြီးတိုက်ခိုက်ပြီးတဲ့နောက်မှာအယုပ်အလိုင်ဆလမ်ရဲ့တာသမီတွေအားလုံးတေဆုံးသွားတယ်အယုပ်အလိုင်ဆလမ်ရဲ့ဇနီးတစ်ယောက်ပဲအယုပ်အလိုင်ဆလမ်နဲ့အတူအသက်ရှင်ကြာရစ်ခဲ့တယ် အဲ့ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်ပြီးတဲ့အခါမှာအယုပ်အလိဆလမ်ပုံမှန်အတိုင်းပဲအလာရှင်မြတ်နဲ့ဆက်သွဲတဲ့အလာရဲ့အမိန့်တွေကိုနာခံနေတဲ့အဲ့ဒီအခါမှာဒါကိုတွေ့တော့ဖရစ်စတာကရှိုက်တန်ကိုပြောတဲ့အတင်ကြည့်ပါအောင်အသင်ပြောတော့အသင်ရဲ့အရေးညွမ်းမိုးလာတဲ့အခါမှာအယုပ်အလိဆလမ်အလ္လာရဲ့အမိကိုဖိဆမ်းမယ်ဆို အခုဒီမှာအလအရှင်မြတ်ရဲ့အမိတ်ကိုနည်းနည်းလေးနောင်သူမဖီဆန်ဘူးဒုက္ခတွေအခက်ခဲတွေရဲ့ကြားမှာ အလအရှင်မြတ်ရဲ့အမိတ်ကိုနာခင်နေတဲ့အလကိုဆက်သွယ်နေသေးတဲ့အဲ့ဒီလိုပြောတဲ့အခါမှာရှိုက်တန်ကပြောတယ်အခုကျွန်တော်လှုပ်ရမယ့်အလုပ်တဝက်ပဲပြီးသေးတယ်နောက်ထပ်တဝက်ကလာအောင်မယ်နောက်ထပ်တဝက်ကိုသူခံစားပြီးတဲ့နောက်မှာသူဒီလိုပုံစံမျိုးဆက်ရှိအောင်မလားဆိုတာကိုအသင်ကြည့်လိုက်ပါအောင် အဲ့ဒီနောက်မှာအလာရှင်မြတ်ရဲ့အမိတော်နဲ့အယုပ်အလိုက်ဆလာမရဲ့အပေါ်ကိုစံတမ်မူကြီးတွေကြာရောက်လာတဲ့အယုပ်အလိုက်ဆလာမိမိရဲ့ခန္ဓာကိုယ်မှာနှစ်ရှည်လာများယောဂဝေဒနာတစ်ခုကို ခံစားခဲ့ရတဲ့တစ်ဖက်မှာဥစ္စာပစ္စည်းတွေကလည်းဆုံးရှုံးထားတဲ့တာသမီတွေတည်ဆုံးထားတဲ့ဒီလိုနဲ့တည့်ရက်မှာအယုပ်အလိုက်ဆလာမရဲ့မိတ်ဆွေ၃ဦးကအယုပ်အလိုက်ဆလာမစီကိုရောက်လာတဲ့အဲ့ဒီတဲကတယောက်ကအယုပ်အလိုက်ဆလာမကိုဒီလိုပြောခဲ့တဲ့ အလ္လာရှင်မြတ်ကအသင်ရဲ့မကောင်းမှုတခုခုကြောင့်အသင်ကိုအပြစ်ပေးနေတာဖြစ်မဲ့အဲ့ဒီကြောင့်ပဲအသင်ဒီလိုအခြေအနေဆိုးတွေကို ခံစားနေရတာဖြစ်လိမ့်မယ်အဲ့ဒီလိုပြောလာတဲ့အခါမှာအယုဘ်အလိုင်ဆလမ်စိတ်သက်မကြခဲ့ဘူးအဲ့ဒီလူကိုပြန်ပြောခဲ့တယ်အသင်ပြောတာမှားနေတယ်အလ္လာရှင်မြတ်ကကျွန်တော်ကို နှစ်သက်တယ်ကျွန်တော်ကလည်းအလ္လာရှင်မြတ်ကိုချစ်ခင်တယ် ကျွန်တော်ဒီလိုဖြစ်နေတယ်ဆိုတာကအလအရှင်ကျွန်တော်ကိုစမ်းတက်နေတာပဲကျွန်တော်ဒီစမ်းတက်မှုမှာဆော်ဘတ်လုတ်ခဲ့မယ်ဆိုရင်အလအရှင်ကျွန်တော်ကိုဒီကနေလွတ်မြောက်မှုပေးမယ်အလအရှင်ကျွန်တော်ကိုကြီးမားတဲ့အကျိုးဆောင်ဝါတည်ချီးမြှင့်လိုက်မယ်လေးစားတဲ့လူချင်းမင်းများခင်ဗျာအယုပ်အလိစလမ်တိတ်ကိုကြီးမားတဲ့ဒီခက်ခဲကြီးကိုခံစားနေရတဲ့အချိန်မှာအနာမှာရှိတဲ့သူတွေကအယုပ်အလိစလမ်ကို စိတ်သက်ကြအောင် အလ္လာအရှင်မြတ်နဲ့ဝေးစီမဲ့စကလုံးတွေကိုပြောလာတဲ့အခါမှာအယုပ်အလိဆလမ်နနေလီမှာစိတ်သက်မကြခဲ့ဘူးဒီစံတမှုကမိမိအတွက်အကောင်းဖြစ်လာမယ်ဆိုပြီးတော့ယုံကြည်ခဲ့တယ်။လူတိုင်းလူတိုင်းကဘဝမှာအခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာဒီလိုစိတ်သက်သာဖို့တိတ်ကိုအရေးကြီးတယ်။ငါအခုအချိန်မှာခက်ခဲနေတယ်ဆိုပေမဲ့တနေ့ကျရင်ငါလွယ်ကူသွားမယ်။အလ္လာအရှင်ငါ့ကိုဒီကနေပြီးတော့လွတ်မြောက်မှုချီးမြှင့်လိုက်မယ်။ အဲ့ဒီနောက်မှာအယုဘအလိဆလမ်ကဒီဒူအာကိုတောင်းခဲ့တယ်အန်နီမစနီယဒူရူဝအန်တအရဟမရာဟီမင်းအမစစ်စစ်မှာကျွန်တော်ကဒုက္ခဝေဒနာကိုခံစားနေရပါတယ်အသေးအရှင်မြတ်ကတနာကျင်လာတဲ့သူတွေတဲကအတနာဆုံးသောအကျင်နာဆုံးသောအရှင်ဖြစ်တော်မူပါれလီဇာတဲလူကြီးမင်းများခင်ဗျာကျွန်တော်တို့နေ့စဉ်တောင်းတင်းတဲ့ဒွါလေးတွေထဲမှာဒီဒွါကလည်းပါဝင်နေတယ် ဒီတော့တောင်းခံပြီးတဲ့နောက်မှာအလ္လာဟ်ရှင်အယုဘ်အလိုင်ဆလမ်ကိုအမိတ်ရှိတဲ့ ਉਰ ကုဒ်ဘီရဂျလီကဟာဒါမုဂ်တဆလုံဘာရီဒွန်ဝါရှရာဘ်အတင်းရဲ့ခြေောက်ကိုမြေကြီးပေါ်စောင့်လိုက်ပါအေးမြတဲ့ချိုးရည်နဲ့တောက်တုံးရည်ကိုရယူပါအဲ့ဒီနောက်ပိုင်းမှာအယုဘ်အလိုင်ဆလမ်ကမြေကြီးပေါ်မှာရှိတဲ့ကြောက်တုံးတုံးပေါ်ကိုခြေောက်နဲ့စောင့်လိုက်တဲ့အဲ့ဒီလိုစောင့်လိုက်တဲ့အခါမှာရည်တွေထွက်လာတဲ့ အဲ့ဒီရေကိုတောက်တဲ့အဲ့ဒီရေနဲ့ရေချိုးတဲ့ရေချိုးပြီးတဲ့နောက်မှာမိမိခံစားနေရတဲ့ယောဂဝေဒနာတွေအားလုံးပျောက်ကင်းသွားတဲ့အိုမန်နိုင်ငံမှာရှိတဲ့အဲ့ဒီကြောက်တုံးမှာအယုဘအလိုင်စလာမ်ရဲ့ခြေရာရှိတယ်ဆိုပြီးတော့ကြော်ကြတယ်အခုနကျွန်တော်ပြောခဲ့တယ်အဲ့ဒီခြေရာကအယုဘအလိုင်စလာမ်ကို အလာရှင်မြတ်ကညီကြီးဘော်ကို6ရောက်စောင့်ခိုင်းတဲ့အခါမှာ အယူပလိစလမ်ကအရီကျောက်သုံးဘော်ကိုစောင့်ခဲ့တဲ့ခြေအားဆိုပြီးတော့ကြော်ကြားတယ်။အယူပလိစလမ်ရေမှုချိုးပြီးတော့မိမိအိမ်ကိုပြန်ရောက်လာတဲ့အခါမှာအယူပလိစလမ်ရဲ့ဇနီးဖြစ်သူကအယူပလိစလမ်ကိုမမတ်မိဘူး။ဘာဖြစ်လို့မမတ်မိလဲဆိုတော့အယူပလိစလမ်ကနေပေါင်းများစွာယောဂဝေဒနာကိုခံစားရပြီးတော့ရုပ်ရည်အသွေးအပြင်ကတိတ်ကိုပြောင်းလဲသွားပြီး အခုအယုဘအလိုင်ဆလာမ်ဒီရေချိုးပြီးတဲ့နောက်မှာ အရင်ပဂရီအတိုင်းရုပ်ရည်ပြန်ဖြစ်သွားတော့ဇနီးတဲ့ကနောင်ဒါမိမိရဲ့ခင်ပွန်းတမန်တော်အယုဘအလိုင်ဆလာမ်ဆိုတာကိုမသိတော့ဘူးဆက်လက်ပြီးတော့အလာရှင်အမိတ်ရှိတဲ့ဝအတိုင်းနာဟူအဟလဟူဝမစ်လဟွမ်မအဟွမ်ငါရှင်မြတ်ကသူအယုဘအလိုင်ဆလာမ်ကိုငါရှင်မြတ်ကအယုဘကိုအိမ်သူအိမ်သားတွေထမှန်ချီးမြှင့်ပြီးတော့ရှိတာတဲ့နှစ်ဆ ပုံမချီးမြှင့်ပေးခဲ့တယ်။တချို့ပညာရှင်တွေကဆိုတယ်အလာရှင်မြက်ကကွယ်လွန်သွားတဲ့အယုပ်အလိဆလာမြက်သားသမီးတွေကို ပြန်ပြီးတော့ရှင်စေခဲ့တယ်။အဲ့ဒီနောက်မှာနောက်ထပ်အဲ့ဒီတပြန်သားသမီးအစ်စ်တွေကိုလည်းချီးမြှင့်ပေးခဲ့တယ်။လေစာတဲလူချင်းမြများခင်များဒီအဖြစ်ပြက်ကနေပြီးတော့ဗာတင်ငန်းစာရလဲဆိုတော့လူတိုင်းလူတိုင်းကမိမိရဲ့ဘဝတက်တမ်းမှာအခက်အခဲတွေဒုက္ခတွေဒါတွေကိုရင်ဆိုင်ရမှာပဲ။ ဒါပေမဲ့အဲ့ဒီလိုရင်ဆိုင်ရတဲ့အခါမှာနှုတ်ကနေပြီးတော့အလာအရှင်မနစ်တက်တဲ့စကားမျိုးတွေထွက်သွားလို့မရဘူး။အိုးအလာရှင်ကျွန်တော်အပေါ်မှာပဲဘာဖြစ်လို့အခက်ခဲဒုက္ခတွေခြားပေးနေတာလဲ။အဲ့ဒီလိုပြောလို့မရဘူး။အလာရှင်မြတ်ရဲ့ရှေတော်မောက်မှာအိုးအလာရှင်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအလုံးကအလာအရှင်မြတ်ရဲ့ဆန္ဒတော်အတိုင်းပဲဖြစ်တဲ့အလာရှင်မြတ်ရဲ့ဆုံးဖြတ်ချက်တွေအလုံးကမှန်ကန်တဲ့ကျွန်တော်တို့အဲ့ဒီလို စိတ်ထားလိုက်ပါ အလရှင်ဒီခိုက်ခဲတွေကိုကျွန်တော်တို့စီကနေပြီးတော့ဝေးကွာအောင်ပြုလုပ်ပေးလိမ့်မယ်လေဇာတဲလူချင်းမင်းများခင်ဗျာတော်တော်စင်အကြီးအကဲတွေအမိတ်ရှိတယ်လူတယောက်ကဆော်ဘာလောက်တာထပ်ပို့ပြီးတော့မြန်မြန်ဆက်ဆန်တိုးတက်နိုင်တဲ့လမ်းကြောင်းမရှိဘူးဆော်ဘာဘလောက်လောက်လဲအဲ့ဒီလောက်အထိ သူ့ရဲ့အစဉ်အတန်းကမြင့်လာမယ်ဒုနီယာအာခရတ်နှစ်ခုလုံးမှာအောင်မြင်မှုတွေကိုရရှိလာမယ် စောဘလုတ်တဲ့ဆိုတာဘာကိုပြောတာလဲနာကျင်နေတဲ့အချိန်မှာနှုတ်ကနေပြီးတော့အလတ်အရှင်မနစ်သက်တဲ့ဇကားတွေမပြောတာအဲ့ဒီအတိုင်းပဲအဲ့ဒီလိုအချိန်မှာကျွန်တော်တို့တွားတောင်းဖို့အခွင့်အရေးပဲအဲ့ဒီအချိန်မှာမိမိရဲ့လိုအိမ်ဆန္ဒတွေကိုအလတ်အရှင်မျက်စီကနေတောင်းခံပါ အလတ်အရှင်ဖြည့်ဆည်းပေးလိုက်မယ်အဲ့ဒီအတိုင်းပဲခက်ခဲနေတဲ့အချိန်မှာပညာရှင်တွေကဒီလောက်ရက်နှစ်ခုကိုလှုပ်ခိုင်းနေတခုကပါလဲဆိုတော့ အခုနပြောတဲ့အတိုင်းအလာအရှင်မြတ်ကိုတီလို့လျှောက်ထားပါ ရလာရှိ အလာအရှင်မြတ်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာကျွန်တော်လက်ခံပါတယ်ကျင့်တတ်ပါတယ်ဒုတိယတစ်ခုကတော့အဲ့ဒီအချိန်မှာ ကျွန်တော်တို့ဒုအားတောင်းပါရလာရှင်ဒီအခက်ခဲကနေကျွန်တော်ကိုလွတ်မြောက်မှုချီးမြှင့်ပါ ကျွန်တော်ကို အလာအရှင်ဒီဆောဘတိကံမျိုးတိတ်မှုကိုအကြောင်းခံပြီးတော့ကြီးမားတဲ့အကျိုးအစားတွေအလာအရှင်ချီးမြှင့်ပါ လေးစားတဲ့လူကြီးမင်းများခင်များအလရှင်မြတ်ဘတ်တော်ကနေရောက်လာတဲ့ဒီစံတမှုတွေကိုကျွန်တော်တို့ကအလရှင် ကျွန်တော်တို့ကိုချီးမြှင့်မဲ့ဆုလက်သေးဆိုပြီးတော့ယူဆလိုက်ဖို့လဲလိုအပ်တယ်ဒါပေမဲ့ဘယ်အချိန်မှဒီစံတက်မှုတွေကဆုလက်ဖြစ်မှာလဲဆိုတော့ကျွန်တော်တို့တွေဒီအခက်ခဲကိုကြုံရပြီးတဲ့နောက်မှာအလအရှင်မြတ်ဘက်ကိုလှဲ့မယ်အလစီကနေအကူအညီတောင်းခံမယ်ဆိုရင်ဒါကကျွန်တော်တို့အတွက်ဆုလက်ဖြစ်သွားမယ် အဲ့ဒီလိုမဟုတ်ပဲနဲ့အလာရှင်မြတ်ဘက်ကိုမလှဲ့ဘူးတလောက်ခက်ခဲနေတဲ့အချိန်မှနောင်ဒုက္ခရောက်နေတဲ့အချိန်မှနောင်အလာရှင်မြတ်ကိုတရိမရဘူးဆိုရင်တော့ဒါကကျွန်တော်တို့အတွက်ဆုလက်ဖြစ်မှာမဟုတ်ဘူးဒါကအလာရှင်မြတ်ဘက်ကနေရောက်လာတဲ့အဇာပစ်ဒဏ်တစ်ခုပဲဖြစ်နိုင်မယ်ဒီဒုက္ခကို ခံစားရပြီးတဲ့နောက်မှာ ကျွန်တော်တို့အတွက်ဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ဘူး အလာရှင်ကျွန်တော်တို့အားလုံးကိုထိမ့်သိမ့်ဆောက်ရှောက်တော်မူပါစေဝါအခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်အယ်အာလမင်